တင်ခဲ့တဲ့ match လ28ရက်နေ့တုန်းကစပြီးတဘာဝတရားကြီးဟာမြန်မာတနိုင်ငံလုံးကိုငရဲအတွင်းကိုဆွဲခေါ်သွားပြီးအိမ်မက်ဆိုးမက်စီခဲ့ပါတယ်။အဲ့ဒီ match လ28ရက်နေ့မွန်လွဲပိုင်းလောက်မှာ Sky မြို့ကိုဗဟိုပြုတ်ပြီး7.7 Richter scale အဆင့်ရှိတဲ့မြေကလင်းတစ်ခုလှုပ်ခတ်ခဲ့တယ်လို့အဲ့ဒီနောက်တိတ်မကြခင်မိနစ်ပိုင်းအတွင်းမှာမန္တလေးတိုင်းတရဦးမြို့ကိုဗဟိုပြုတ်ပြီး6.4 Richter scale အဆင့်ရှိတဲ့မြေကလင်းတစ်ခုထပ်လှုပ်ခဲ့ပါတယ်။အင်အားပြင်းကလင်းတစ်ခုဟာ၈စင်နောက်ဆင်းဆိုသလိုဇက်တိုက်လှုပ်သွားခဲ့တာကြောင့်တတိုင်းပြည်လုံးဒီပါကလင်းလှုပ်ခတ်မှုကိုတိတိတသာသာခန်းစားခဲ့ရပြီးငလင်းရဲ့ဗဟိုကျမ်းမှနှစ်ခုဖြစ်တဲ့ ဲ့စကိုင်းနဲ့မန္တလေးတို့ကတော့အထင်အဆုံဖြစ်ခဲ့ပါတယ်။အခုချိန်မှာဆိုရင်မန္တလေးနဲ့စကိုင်းတို့မှာကေဆေးကြီးအဖွဲတွေအလင်းမမီလောက်အောင်ကိုလိုအပ်ချက်တွေမြင်မာနေပြီးနှမျိုးစလုံးဟာလည်းမျိုးပြက်ကြီးတွေအလားဖြစ်သွားခဲ့ပါတယ်။ဒီနေ့ဒီနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ငလင်တန်းကြောင့်တည်ဆုံးသူပြည်သူဥယေဟာ3500ကျော်သွားခဲ့ပြီးနောက်ရက်တွေမှာလည်းဒီထက်မကပုံမှုများပြားလာဖွယ်ရှိနေပါတယ်။ပညာရှင်တွေကတော့ဒီငလင်မှာစုံပန်းတန်ရာရခဲ့တဲ့ပြည်သူအရေအတွက်ဟာ1000ကနေ3000အထိတောင်ရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။တကယ်လည်းအဲ့ဒီလောက်အထိငလင်ရဲ့ဖြည့်စီမှုကတော်တော်ဆိုးရွားခဲ့တာဖြစ်ပါတယ်။ အခြားနိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေလာရောက်ပြီးတော့အကူအညီပေးကြတာတောင်းမှပဲကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့အလင်းမမီကြပဲတိုက်တာအစားအုပ်အပြက်တွေအချာမှာပြည်သူတွေရဲ့အတအဝင်စီစဉ်တွေဆုံရှုံကြရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ငလင်ပေးသင်ခဲ့တဲ့ကျွန်တော်တို့မြန်မာပြည်သူတွေအမြန်ဆုံးနလန်ထူနိုင်ကြပါစေလို့ပဲဆုတောင်းပေးခြင်းတို့ပြီးတော့ငလင်နဲ့ပတ်သက်သမျှအကြောင်းအရာတွေကိုလည်းဘုဟုတ္တအနေနဲ့မျှဝေပေးသွားခြင်းပါတယ်အရင်ဆုံးကျွန်တော်တို့ရဲ့အတအဝင်စီစဉ်တွေကိုအကြီးအကျယ်ဖျက်ဆီးပစ်နိုင်တဲ့ဒီငလင်တွေဘာကြောင့်ဖြစ်လာခဲ့တယ်လဲဆိုတာကိုပြောပြပေးခြင်းပါတယ်ဟိုးရင်ကဘာခေဦးတုံးကစိတ်ပံပညာတွေဒီလ ောက်အထိမထွန်းကားခင်ကာလာတုံးကငလင်တွေပါကြောင့်ဖြစ်လာခဲ့တယ်လဲဆိုတာတနိုင်ငံတတိယအကြောင်းမျိုးမျိုးကြောင့်လို့ထင်ခဲ့ကြပါတယ်တချို့ကတော့ကပ္ပမြေကြီးရဲ့အတွင်ပိုင်းထဲမှာအပေါက်ကြီးတွေအများကြီးရှိတယ်အဲ့ဒီအပေါက်ကြီးတွေတဲကိုလေတွေဝင်သွားတဲ့အခါတုံခါမှုတွေဖြစ်လာပြီးငလင်တွေဖြစ်လာတယ်လို့ပြောပါတယ် တချို့ကတော့စိတ်ကူးရင်သိပ်ပံဝိတ္ထုတွေရုပ်ရှင်တွေကအတိုင်းကျွန်တော်တို့ကဘာကြီးရဲ့အတွင်းဆုံးပိုင်းမှာမရောက်ကဘာကြီးတခုရှိသေးတယ်အဲ့ဒီကဘာထဲမှာကျွန်တော်တို့တွေလက်ရှိကဘာမျိုးပေါ်မှာဘယ်သူမှမမြင်တွေ့ဘူးတဲ့တော်ရန်ဒရိတ်ဆန်တွေရှိတယ်ရုပ်ရှင်တွေထဲမှာဆိုရင်တော့ဂေါ်ဇီလာတို့ကင်းကောင်တို့လိုအကောင်တွေပေါ့ဗျာအဲ့ဒီတော်ရန်ဒရိတ်ဆန်တွေအချင်းချင်းရံဖြစ်တဲ့အခါမှာကဘာမြေကြီးအတွင်းပိုင်းကမတည်ငြိမ်ဖြစ်ပြီးငလင်တွေဖြစ်လာတယ်လို့ယူဆကြတာပါဒါပေမဲ့လည်းဒါတွေတခုမှမဟုတ်ပါဘူးငလင်တွေဆိုတာဟာအရှိ့ အနောက်တောင်မြောက်ဘက်ပေါင်းစုံကိုဥတီသွားနိုင်တဲ့ NRG လှိုင်းတွေရဲ့ရိုက်ခတ်မှုကနေဖြစ်လာရတာပါဆိုတော့ကမ္ဘာကြီးရန်ခါတုံ့လောက်သွားရတဲ့အထီအောင်ဖြစ်စေတဲ့အဲ့ဒီလှိုင်းတွေကဘဲကနေပေါ်လာတာလဲ။ဘာကြောင့်ကဘာကြီးရဲ့မျက်နှာပြင်ဟာဒီလိုမျိုးတုံ့လောက်ပြီးအင်အားကြီးငလင်တွေဖြစ်ပေါ်လာရတာလဲ။တကယ်တော့ကျွန်တော်တို့ကဘာမကြီးဟာမျက်မြင်အတိုင်းတစ်ဆက်တည်းရှိနေတာမဟုတ်ဘဲနဲ့ဂျီဆောတစ်ချက်လိုမျိုးအပိုင်းလေးတွေနဲ့တိဆောက်ထားတာဖြစ်ပါတယ်။မရှိဘူးဆိုရင်အနည်းဆုံး19ပိုင်းအပိုင်း20လောက်နဲ့ဖွဲ့စည်းထားတာပါ။ အဲ့ဒီအပိုင်းတွေကိုကမ္ဘာအပေါ်ရန်ကြောက်ထုတ်လာ tectonic plates တွေလို့ခေါ်ကြပါဖြစ်ပေါ်လာပါတယ်။ ဒါပေမဲ့လည်းတိုက်လဲမတိုက်မိစန့်ကျင်ဘက်ကိုလည်းမရွေလျာပဲဘေးတိုက်ပုတ်တိုက်မှုပြီဆိုရင်တော့အခုကျွန်တော်တို့မြန်မာပြည်သူတွေခံစားကြရတဲ့အင်အားကြီးမားတဲ့မြေကလင်ကြီးတွေဖြစ်လာတော့တာပါပဲ။ကြောက်ထုလွာကြီးတွေရွေလျာတိုင်းဘေးတိုက်ပုတ်တိုက်မှုတိုင်းမြေကလင်ကြီးတွေဖြစ်လာတာမျိုးမဟုတ်ပါဘူး။ကြောက်ထုလွာနှစ်ချက်ဟာအချင်းချင်းပုတ်တိုက်လွန်ဆွဲကြရင်အားတွေအများကြီးစုပုံလာတဲ့နောက်လွတ်ထွက်သွားတဲ့အခါမှသာမြေကလင်ကြီးတွေဖြစ်လာတတ်တာပါ။အစူပါအင်အားပြင်းမြေကလင်တွေဟာမြို့တမြို့ကိုကောင်းကောင်းဖျက်ဆီးပစ်နိုင်တဲ့အထိအင်အားကြီးတတ်ကြပါတယ်။ကမ္ဘာပေါ်မှာအင်အားကြီးမားဆုံးမြေကလင်ဖြစ်မှတ်တမ်းဝင်ထားတဲ့ငလ င်ကတော့1960ခုနှစ်မှာချီလီနိုင်ငံတောင်ပိုင်းမှာလှုပ်ခတ်သွားခဲ့တဲ့9.5 Richter scale အဆင့်မြင်းကလင်ကြီးဖြစ်ပါတယ်။ဂျပန်မှာဆိုရင်လည်း2011ခုနှစ် match လမှာကိုအဆင့်ရှိတဲ့ ARG မြင်းကလင်ထူလှုပ်ခတ်သွားခဲ့ပြီးတမိုင်းတစ်လျှောက်ဒုတိယမြောက်အင်အားအကြီးမားဆုံးမြင်းကလင်ဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဂျပန်ပြည်သူ16000နီးပါးတည်ဆုံခဲ့ရတယ်လို့လည်းသတင်းတွေအရသိရပါတယ်။ဆိုတော့ဒီနေရာမှာငလင်တွေရဲ့ပြင်အားကိုဘယ်လိုတိုင်းတာကြတယ်လဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်ဘူမိပေတာပညာရှင်တွေဟာကမ္ဘာကျောက်ထုလွာတွေရဲ့ရွေးလျားမှုကြောင့်ဖြစ်ပေါ်လာတဲ့လှိုင်းတွေကိုတိုင်းတာနိုင်တဲ့စက်တမျိုးကိုအသုံးပြုပါတယ်အဲ့ဒီလှိုင်းတွေကိုမြင်းကလင်းလှိုင်း seismic wave တွေလို့ခေါ်သလိုအဲ့ဒီစက်ကိုတော့မြင်းကလင်းတိုင်းကရိယာ seismograph လို့ခေါ်ပါတယ်မြင်းကလင်းတွေဖြစ်လာပြီးဆိုရင်ငလင်းလှိုင်းတွေရဲ့ပြင်းအားပမာဏ magnitude ကိုတိုင်းတာလို့ရှာပြီးအဲ့ဒီတိုင်းတာမှုကိုတော့အခုငလင်းနဲ့ပတ်သက်လို့ကျွန်တော်တို့မကြာခဏကြားရလေ့ရှိတဲ့ richter scale လို့ခေါ်ပါတယ်ငလင်းလှိုင်းတွေရဲ့ပြင်းအားပမာဏကိုသတ်မှတ်ရမှာလဲ၃ကြာကနေ၁၀ဆိုတဲ့အမှတ်ထိထားပြီးတိုင်းတာကြပါတယ်

တုံညာကတော့အနေအဆုံးအမှတ်ဖြစ်ပြီးအဲ့ဒီလောင်ကလေးမျိုးကိုတော့ကျွန်တော်တို့တွေဘယ်လိုမှခန်းစားမိကြမှာမဟုတ်ပါဘူး၆ကနေ10လောက်အထိကတော့အေယာမမြေကလင်ကြီးတွေလိုတောင်တတ်မှတ်လို့ရပြီးမြို့ပေါင်းများစွာဘွားပေါင်းများစွာကိုဖျက်ဆီးနှုတ်ယူသွားနိုင်တဲ့မြေကလင်ကြီးတွေဖြစ်ကြသလိုအဆိုပါမြေကလင်ကြီးတွေကြောင့်ဆူနာမီလိုကပ်ဆိုးတွေပါပေါ်လာတတ်ပါလိမ့်အဲ့ဒီလိုမြေကလင်ကြီးတွေတခုဖြစ်ပြီးဆိုရင်လည်းအလွန်တရာဝေးကွာတဲ့နေရာတွေအထိတောင်မှတက်ရောက်မှုတွေရှိနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ငလင်တွေဟာကျွန်တော်တို့ကမ္ဘာမြေမျက်နှာပြင်အောင်ကီလိုမီတာ900 435မိုင်လောက်အထိဖြစ်ပေါ်နေတာကြောင့်ပါအခုစကိုင်းမှာလှုပ်သွားခဲ့တဲ့ ဲ့ Richter scale 0.9အဆင့်ရှိတဲ့စကိုင်းမြင်ကလေးကြီးကတော့ကမ္ဘာမြေမျက်နှာပြင်ကနေ10ကီလိုမီတာအကွာဝေးလောက်မှာဖြစ်ပေါ်ခဲ့ပါတယ်။ Richter scale 7.7အဆင့်ဟာဘယ်လောက်အထိတောင်မှအင်အားပြင်းထန်တယ်လဲဆိုရင်ဒုတိယကမ္ဘာစစ်မှာ American က Hiroshima မြို့ကိုကျဲချခဲ့တဲ့အနုမြူဘုံးထက်တောင်မှပြင်းထန်သေးတယ်လို့သိရပါတယ်။ပညာရှင်တွေကတော့ငလင်တစ်ခုရဲ့ပြင်းအားဟာငလင်ဖြစ်စေတဲ့ပြည့်ရွေကြောင်းအမျိုးအစားပေါင်းမှုတည်တယ်လို့ပြောပါတယ်။ပြည့်ရွေကြောင်းကတက်တက်မမတ်ဖြောင်းတန်းနေတယ်ဆိုရင်ငလင် area ဟာလည်းကြီးမားကျယ်ပြန့်သွားနိုင်ပြီးနေရာတော်တော်များများအထိတက်ရောက်မှုပြင်းထန်နိုင်ပါတယ်။ Theory တွေအရတော့ကျွေးကြောင်ကပိုးကျယ်လေးလေးငလင်းလျဲပိုကြီးလေးဖြစ်ပါတယ် မြန်မာနိုင်ငံမှာတော့လွန်ခဲ့တဲ့ဆယ်စုနှစ်တစုစာအတွင်းမှာတင်ကို7နဲ့အထက်ရှိတဲ့မြေကလင်ကြီးတွေ6ကြိမ်လောက်လှုပ်ခဲ့တယ်လို့သိရပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံဟာအိန္ဒိယကြောက်ထုလွာနဲ့ယူရေရှားကြောက်ထုလွာတို့နှစ်ခုတစ်ဆက်ထားတဲ့နေရာပေါ်မှာရှိနေတာဖြစ်ပါတယ်။ဒီကြောက်ထုလွာကြီးနှစ်ခုကြောင်းပဲကမ္ဘာကျော်စကိုင်းပြက်ရွေကြီးလည်းဖြစ်လာတာပါ။မြန်မာမှာကစကိုင်းပြက်ရွေတင်တာမကပဲကြောက်ကြံပြက်ရွေ၊ကပေါ်ပြက်ရွေ၊ရွှေတိကံပြက်ရွေ၊မိုးမိတ်ပြက်ရွေ၊ချင်းတွင်ပြက်ရွေနဲ့ဒေသရဲပြက်ရွေအစရှိတဲ့ပြက်ရွေပေါင်းများစွာလည်းရှိနေပါသေးတယ်။အဲ့ဒီတဲကမှစကိုင်းပြက်ရွေကတော့ကမ္ဘာကျော်တဲ့အထိထင်ရှားပါတယ်။ ီစကိုင်းပြည့်ပြည့်ကြီးပဲလို့ဖြစ်လာတယ်လဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်ပြောသလိုပဲကမ္ဘာကြောင်ထုလွှာကြီးတွေဟာအမြဲငြိမ်းနေပဲတစ်နှစ်တစ်နှစ်ကိုစင်တီမီတာအနည်းငယ်ခန့်ရွေလျားနေကြတာဖြစ်ပါတယ်မှတ်တမ်းတွေရအချိန်အပြင်းလွန်ခဲ့တဲ့နှစ်သမောင်းများစွာလောက်တုန်းကအိန္ဒိယကြောင်ထုလွှာကြီးဟာအစတတိုက်ကိုတဖြည်းဖြည်းဝင်တိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်အားကြောင့်ပဲဟိမွန်ဒါတောင်တန်းကြီးဖြစ်လာခဲ့တယ်လို့အဲ့ဒီကနေဖြစ်တည်လာခဲ့တဲ့အချိန်နဲ့ဖိအားဟာဒီလောက်နဲ့တင်ရက်တက်မသွားပဲအရှိတ်ဘက်ကိုဆက်ပြီးတက်ရောက်လာပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်မြန်မာနိုင်ငံတည်ရှိတဲ့နေရာကမြေလွှာတွေဟာအိန္ဒိယနဲ့ရေရှားကြောင်ထုလွှာကြားမှာညက် ပြီးဘေးတိုက်ညာဘက်ကိုရှော့ထွက်သွားတဲ့လမ်းကြောင်းတစ်ခုပေါ်လာပါတယ်။အဲ့ဒီဘေးတိုက်ရွေလျားမှုဖြစ်ပေါ်နေတဲ့လမ်းကြောင်းကြီးကပဲစကိုင်းပြည့်ရွေဆိုပြီးဖြစ်လာခဲ့တာပါ။နှစ်တန်းပေါင်းများစွာတတန်းရှိအဆိုပါစကိုင်းပြည့်ရွေကြီးကို1960လောက်မှာမှစကိုင်းကဘူပင်းပေတာပညာရှင်တွေစတင်လေ့လာနိုင်ခဲ့တာဖြစ်ပါတယ်။ကနဦးတုံကတော့ပြည့်ရွေအသေးစားသာဖြစ်နိုင်တဲ့ထင်မှတ်ခဲ့ရပေမဲ့ 1969ခုနှစ်လောက်မှာဒေါက်တာဦးဝင်းစွေဦးဆောင်တဲ့မြန်မာဘူမိပေဒပညာရှင်တွေတည်တည်ချာချာလေးလာဆန်းစစ်နိုင်ခဲ့တဲ့နောက်မှာတော့စကိုင်းပြည့်ပြည့်ကြီးဟာကျွန်တော်မြန်မာနိုင်ငံကိုတောင်တန်းမြောက်လားရအတိုင်းအလဲကားနေပိုင်းထားတဲ့ပြည့်ပြည့်ကြီးဖြစ်တယ်ဆိုတာကိုသိရပါတယ်။အရှေ့အပြင်ကီလိုမီတာ1900ကျော်ရှိတဲ့ဒီပြည့်ပြည့်ကြီးဟာမြောက်ဘက်မှာဆိုရင်တိဘက်ကုန်းမြင့်ဟူကောင်းချိုင်ဝမ်တဲ့ဝင်ပြီးအိန္ဒိယအထီတောင်ရောက်သွားပါတယ်။အဲ့ဒီကနေမြန်မာနိုင်ငံထဲကိုဝင်လာခဲ့ပြီးမိုးကောင်း၊မုံမိတ်၊စကိုင်း၊အင်းဝ၊မန္တလေး၊ပျော်ပွဲ၊မိထီလာ၊မြစ်တာ၊တောင်ငူ၊ပဲခူ၃ကွာအစရှိတဲ့မြို့ကြီး ီးတွေကိုဖျက်ပြီးမြဝကျုံဘော်ကနေတဆင့်တောင်ဘက်ကပ်ပလီပင်လဲအိန္ဒိယသမုဒ္ဒရာထဲကိုစိုက်ဝင်သွားပါတယ်။စကိုင်းပြပြကြီးဟာတနစ်တနစ်ကိုပြတ်မြ၁၈မီလီမီတာကနေ၂၅မီလီမီတာနှုန်းနဲ့ရွေလျားနေတဲ့သက်ရှိပြပြကြီးဖြစ်တဲ့ဘူမိဗေဒတိုင်းထားကြွက်တွေအားဆိုရင်တော်တော်များတဲ့နှုန်းထဲမှာပါဝင်နေပါတယ်။ဒါကြောင့်စကိုင်းပြပြကြီးမှာကြောက်ထုလွာနှစ်ချက်ပွတ်တိုက်လွန်ဆွဲမှုတွေကြောင့် PR တွေမျက်မျက်စုပုံပြီးအေယာမမြင်ကလင်ကြီးတွေလှုပ်နိုင်ခြင်းကအယံမြင်ပါပါတယ်။ဖြတ်သွားရမျိုးတွေကိုကြည့်မယ်ဆိုရင်လည်းမြန်မာနိုင်ငံရဲ့လူကြီးအများဆုံးမျိုးတွေထဲပါဝင်တယ်လို့တမိုင်းဝင်မျိုးတွေလို့လည်းပြောရတဲ့ ဲ့စကိုင်းမန္တလေးအင်းဝဘကုအစရှိတဲ့မြို့တွေနဲ့တိုင်းငံလုံးအတွက်အရေးပါတဲ့အခြေခံအစအဦးတွေတရှိနေတာကြောင့်နောက်ထပ်မြေကလင်ကြီးတွေသာထပ်လှုပ်အောင်မယ်ဆိုရင်ဒီဒေသတွေကငလင်ရဲ့တည်ရောက်မှုကိုအခန်းစားရဆုံးဖြစ်နေအောင်မှာပါအထူးသဖြင့်မန္တလေးနဲ့စကိုင်းဟာစကိုင်းပြည့်ပြည့်ကြီးရဲ့အလဲပိုင်းလှုပ်ရှားမှုအများဆုံးအပိုင်းတိုင်းမှာတရှိနေတာကြောင့်ငလင်ဘေးအန်တွေရဲ့အလွန်တရာမြင့်မားတဲ့ဒေသတွေလို့ပဲပြောရပါလိမ့်မယ်ငလင်ကျောတရှိရာမြေပုံတွေမှာလေးလာကြည့်မိသလောက်ဆိုရင်တော့စကိုင်းပြည့်ပြည့်ကြီးဟာစကိုင်းမြို့ရဲ့အနောက်ဘက်အင်းဝတတအူးမြို့တွေနဲ့အလွန်နီးကပ်ပြီးမန္တလေးမြို့နဲ့လည်းမဝေးလှပါဘူးဒါကြောင့်လေအ ခုစကိုင်းနဲ့မန္တလေးမြင်ကလင်းတွေမှာတက်ရောက်မှုအခန်းစားရဆုံးဒေသတွေဟာဒီဒေသတွေပဲဖြစ်နေတာပါမြို့နယ်လူထုကလည်းများပြားလာသလိုတမိုင်းဝင်အစအဦးတွေအထင်ကြီးဖျားစီတွေတွေလက်မဆက်သွယ်ရေးအတွက်အရေးပါတဲ့တံတားတွေဆယ်ရီတီရှိနေတဲ့နေရာတွေဖြစ်တာကြောင့်နောက်ကလင်းကြီးတွေထပ်လုပ်ခဲ့မယ်ဆိုရင်တော့မတွေးရဲစရာပါပဲ မြန်မာနိုင်ငံမှာတမိုင်းတလျှောက်လှုပ်ခတ်ခဲ့တဲ့မြင်းကလင်းကြီးတွေကိုလေ့လာကြည့်မယ်ဆိုရင်လေ1983ခုနှစ်မတ်လမှာဆဲဘက်ကနေ8အထိလှုပ်ခတ်ခဲ့တဲ့အင်းဝငလင်း1930ခုနှစ်မေလမှာ Richter scale 7.3အဆင့်ရှိတဲ့ပုဂိုးငလင်း1930ခုနှစ်ဒီဇင်ဘာလမှာပဲ Richter scale 7.0အဆင့်ရှိတဲ့ဖြူးငလင်းအဲ့ဒီနောက်တလတာချပြီး1930ခုနှစ်ဇန်နဝါရီလမှာ Richter scale 7.3အဆင့်ဝင်းသွင်းငလင်းထပ်လှုပ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့1946ခုနှစ်စက်တင်ဘာလမှာ7.3 Richter scale အဆင့်စကိုင်းငလင်းထပ်လှုပ်ခဲ့ပြီး ီအဲ့ဒီနောက်1946ခုနှစ်နဲ့1992ခုနှစ်တွင်မှာလှုပ်ခတ်ခဲ့တဲ့ငလင်တွေဟာလဲစကိုင်းကငလင်တွေပါပဲငလင်တစ်ခုစလုံးရဲ့ Richter scale ကလဲ7အဆင့်ထိဖြစ်လာကြောင်းစကိုင်းဟာနေကလင်ကြီးတွေရဲ့ဒဏ်ကိုအခန်းစားဆုံးမြို့လို့တောင်မှပြောလို့ရပါတယ်ဒီဘက်နှစ်ပိုင်းတွေမှာဆိုရင်တော့2012ခုနှစ်နိုဝင်ဘာလမှာ Richter scale 6.8အဆင့်ရှိတဲ့တပိတ်ချင်းငလင်နဲ့အခု2025ခုနှစ်မှာ Richter scale 7.7နဲ့6.4အဆင့်ရှိတဲ့စကိုင်းနဲ့မန္တလေးငလင်တွေလှုပ်ခတ်သွားခဲ့ပါတယ်ဒီနေရာမှာထူးခြားချက်ကတော့စကိုင်းပြည့်ပြည့်ကြော်ကြီးကြောင့်1900 1930ခုနှစ်ထဲမှာကိုအင်အားကြီးမြေကလေးတစ်ခုလှုပ်ခတ်ခဲ့တဲ့အပြင်1932ခုနှစ်ဇန်နဝါရီလမှာလည်းထပ်လုပ်ခဲ့ပါသေးတယ်ဆိုတော့အချိန်အပြည့်6လ9လလောက်အတွင်းမှာတင်ကိုအင်အားကြီးမြေကလေးကြီး3ခုစက်တိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်စကိုင်းပြည့်ရကျော်ကြီးသာ1930 1932ခုနှစ်တွေတုန်းကလိုစက်တိုက်ရွှေလျားလာခဲ့မယ်ဆိုရင်လာမယ့်နှစ်ပိုင်းတွေအတွင်းမှာကျော်တို့အနေနဲ့နောက်မြေကလေးတွေကြုံတွေ့လာရနိုင်ခြင်းရှိတယ်ဆိုတာကိုသတိပြုသင့်ပါတယ်1930ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ဘကိုးမြေကလေးကြီးမှာဆိုရင်ဘကိုးရွှေမော်တော်စီကြီးရဲ့စိန်ဖူးတော်မြေခါခဲ့ရတဲ့အထိပြ င်းထန်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကမြန်မာနိုင်ငံရဲ့ပဲခူး၊ရန်ကုန်၊မန္တလေးအစရှိတဲ့မြို့ကြီးတွေဟာအခုလောက်ထိမဖွင့်ပြိုးသေးတာကြောင့်သာဒီလောက်ထိမဆိုးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့မန္တလေး၊စကိုင်းလိုမြို့ကြီးတွေအပါအဝင်မြန်မာနိုင်ငံရဲ့မြို့နယ်ဒေသတွေအတွက်စကိုင်းပြည့်ရကြီးရဲ့အန်တယ်ဟာဘယ်လောက်ထိကြီးမားသလဲဆိုတာကိုလက်တွေ့ကြကြသိခဲ့ရပြီဖြစ်ပါတယ်။ဆိုတော့ဒီတဘာဝဘေးအန္တရာယ်တွေကိုတားဆီးလို့မရဘူးဆိုရင်ကျွန်တော်အနေနဲ့မလုပ်ကြမလဲ။ကမ္ဘာနိုင်ငံတော်တော်များများကတော့တဘာဝဘေးနဲ့ပတ်သက်လို့ရှိရင်ကာကွယ်ခြင်းဟာကုသခြင်းတက်ပိုကောင်းတယ်ဆိုတဲ့စကားကိုပဲလက်ကင်ထားပါတယ်။ဖြစ်လာမှာကမန်ကဒန်က ုသတာမျိုးထက်မဖြစ်ခင်ကတည်းကဂျိုတင်ကာကွယ်ထားမယ်ဆိုရင်အဆုံးရှုံးအထိခိုက်တွေနည်းပါနိုင်ပါတယ်။ဒါ့အပြင်ဖြစ်ပြတဲ့အခါကျရင်လည်းဘယ်လိုပြန်လဲထူထောင်ကြမလဲဘယ်လိုကုသကြမလဲအဆရှိတဲ့အစီအစဉ်တွေကိုကလေးကစလူကြီးအဆုံးသိအောင်လို့အစိုးရအဖွဲ့အစည်းတွေကရောအရက်ဖွဲ့အဖွဲ့အစည်းတွေကပါလူထုကိုစာရီတမျိုးလက်တွေ့တဖုံပညာသင်ကြားပေးကြပါတယ်။ဥပမာဂျပန်ဆိုရင်တဘာဝဘေးအန္တရာယ်တခုကြုံခဲ့ရရင်ပြည်သူတွေကိုဘာတွေလုပ်ရမလဲဘယ်လိုရှောင်ရမလဲဆိုတာကအစအသေးစိတ်သင်ကြားပေးထားသလိုအခြေခံအစအုပ်တွေဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင်လို့လည်းဂလင်တန်ခနိုင်တဲ့အစအုပ်တွေ လန်ဒတာတွေကိုတီထွင်ကြံစပြီးစောင့်လုပ်ထားတာကြောင့် တောယုံတန်ယုံငလင်မျိုးလောက်ဆိုရင်တော့ဂျပန်ကမမူတော့ပါဘူးဂျပန်ဆိုရင်ငလင်ကြံကိုတခြားလုံးခံစားနေရတဲ့နိုင်ငံတစ်ခုဖြစ်ပေမဲ့လည်းတကယ့်အင်အားပြင်းမြေငလင်မျိုးတွေကလွဲလို့တောယုံတန်ယုံငလင်တွေမှာအထိကအပြက်စီနေတာဟာအဲ့ဒီလိုစနစ်ကျလာတဲ့အစီအမံတွေတည်ထွင်ကြံစားမှုတွေကြောင့်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံကတော့တဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လာပြီးဆိုရင်ကာကွယ်ဖို့ထက်ဖြစ်ပြီးမှသာရှင်းရတဲ့စနစ်တွေကရုံးမထွက်နိုင်သေးပါဘူးအရင်က2008ခုနှစ်နာကင်းမုံတိုင်းတုန်းကလည်းဘာကြိုတင်ပြင်ဆင်မှုမှမရှိတာကြောင့်အဆုံးရှုံးတွေများခဲ့ရသလိုအခုစကိုင်းနဲ့မန္တလေးငလင်တွေမှာလည်းအဆုံးရှုံးတွေကတော့ ော့ကျွန်တော်တွေမြင်တွေ့ကြတဲ့အတိုင်းဝမ်းနဲ့ကြည်ခွဲစရာအတီးပါဒါပေမဲ့လည်းတမန်တိရှောင်းကလေးမှတ်တမ်းတွေရစကိုင်းပြည့်ပြည့်ကြီးဟာဒီလောက်နဲ့တင်ရက်တန့်သွားအောင်မှာမဟုတ်ပဲနောက်ထပ်မြင်းကလင်ပေါင်းများစွာထက်လုံနိုင်သေးတယ်ဆိုတာကိုပြသနေပါတယ်ဆိုတော့မြန်မာပြည်သူတွေဘယ်လိုကယူဆိုင်သွားတင်လဲငလင်းတစ်ခုဖြစ်ပြီဆိုရင်အရင်ဆုံးထိခိုက်မှာကအသက်အိုးအိမ်လုံးကျုံမှုပါပဲစကိုင်းပြည့်ပြည့်ကြော်ကြီးနာနေထိုင်ကြရတဲ့ပြည်သူတွေအတွက်တော့ဒီပြည့်ပြည့်ကြီးဟာအသက်အန္တရာယ်မိသားစုနဲ့ပိုင်ဆိုင်မှုတွေကိုတစ်ချိန်လုံးချင်းချောင်းနေတဲ့သဘာဝတရားကြီးဖြစ်ပါတယ်ဒါကြောင့်ရှစ်ဆောင်မှာငလင်းဟာကိုနဲ့မဆိုင်ဘူးလို့ဘယ်သူမှတွေးလို့မရှာတော့ပါဘူးပြီးတော့အ ရကြီးမြင်းကလေးကြီးတခုလှုပ်ပြီးဆိုရင်အခုလိုမျိုးလမ်းတွေတတားတွေအဆက်အသွယ်ရေးတွေပြတ်တောက်ကုန်တာကြောင့်စီးပွားရေးတွေလည်းချက်တန့်သွားပြီးလူနေမှုဘဝတွေလည်းဒုက္ခအရန်ရောက်နိုင်ပါလေရင်ကျက်မှုအမူအနှစ်တွေတမိုင်းဝင်ရှေးအောင်အစောက်အူတွေဇေဒီပထိုးတွေလည်းငလင်တန်ကြောင့်ဆုံးရှုံးရနိုင်ပါလေဒါကြောင့်တဘာဝဘေးအန္တရာယ်ကိုရှင်းဆိုင်ဖို့အတွက်က ကြိုတင်ပြင်ဆင်ထားမှသာရမှာဖြစ်ပါတယ်ကျွန်တော်တို့တဦးတယောက်ချင်းစီကစားလို့ကိုမိသားစုကိုရက်ကွက်ကိုမျိုးနဲ့နိုင်ငံတော်အဆင့်တီငလင်းမျိုးတဘာဝဘေးအန္တရာယ်ကြုံတွေ့ရရင်ဘာလုပ်မလဲဘယ်လိုတွေပြင်ဆင်မလဲဘယ်လိုအစီအမံတွေရေးပေါ်ပစ္စည်းတွေထားရှိရမလဲဆိုတာကိုပြင်ဆင်ထားမှသာတော့ကကြာမှာဖြစ်ပါတယ် ကျွန်တော်တို့အနေနဲ့လာမယ့်ကာလတွေမှာတော့ငလင်းနဲ့ပတ်သက်လို့ဒီထက်ပိုပြီးအသိပညာဖြန့်ဝေတာမျိုးသူတေသနာပြုလေးလာစမ်းစစ်တာမျိုးတွေလည်းလုပ်ရအောင်မှာဖြစ်ပါတယ်။ဒါမှသာအနာဂတ်မှာကျုံးလာရနိုင်တဲ့သဘာဝဘေးအန္တရာယ်တွေကြောင့်ဆုံးရှုံးရနိုင်ခြေတွေကိုရှော့ချနိုင်မှာဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံဟာစကိုင်းပြည့်ရီလိုမျိုးတက်ရှိငလင်းကြောကြီးတွေရဲ့အပေါ်မှာရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။သဘာဝတရားကဖန်တီးထားတဲ့အရာဖြစ်လို့ကျွန်တော်အနေနဲ့ဒါကိုဘယ်လိုမှတော့ပြောင်းလဲလို့မရပဲကြိုတင်ကာကွယ်ထားမှသာရပါလိမ့်မယ်။သဘာဝတရားကြီးကလည်းသူ့လို့သူလို့ကျွန်တော်တို့ကလည်းကျွန်တော်တို့လောက်ဆရာရှိတာကိုလောက်ထား ြင်ဆင်ထားမှသာအနာဂတ်မှာဒီလိုထိခိုက်ဆုံးရှုံးမှုကြီးမားသွားတာမျိုးတွေကိုရှောင်လွှဲနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာမိတ်ဆွေတို့အားလုံးပဲဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ